ီလူတွေဟာဒီပြားရီကို ရှာဖို့ကိုအန်တရယ်ကိုခံယူလာတာဟာငယ်ဘဝကနေမှစတင်ခဲ့တာပါ။ဒါကိုကြည့်ပြီးတော့ဘယ်တော့ခါမှမမေ့နိုင်တဲ့စွန်းစားခံတစ်ခုပဲဖြစ်ပါတယ်။ရိုးတချောင်းထဲကိုပဲယုံကြည်ပြီးတော့မှ တောင်ပောင်ရဲ့တစ်ခုအပေါ်မှာဆွဲချနေရတဲ့ဒီတယောက်ယောက်ရဲ့တွေ့မယ်ဆိုရင် ဒီအကြံထဲကဒီလူက အပဲကြောင့်အန်ဒီယေကိုတရားတိုင်းတွားလိုက်တာလဲဆိုတော့မိကုံးကိုပေါ်လာမလားဒီဖြစ်ဟာမဟန်နီဆိုတဲ့ပြားရည်ပဲဖြစ်ပါတယ်တလအချိန်ထဲမှာရရှိနိုင်တဲ့ဒီပြားရည်ကိုအနှဲငယ်စားရောင်နဲ့ဒီတက်ရှင်းတဲ့ဒီစိတ်အာရုံတွေပြီးတော့မမြင်ဘူးတဲ့အရာအလေးတွေကို မကြားဘူးတဲ့အတန်တွေကိုခံစားစီပါတယ်ဒါပေမဲ့အပူနဲ့နဲ့ထပ်စားလိုက်မယ်ဆိုရင်အန်ဒီယေအဖြစ် တက်ရောက်နေပါပြီဒီလူတွေဟာဒီပြားရီကိုရှာဖို့ကိုအန်ဒီရယ်ကိုခံယူလာတာဟာငယ်ဘဝကနေမှစတင်ခဲ့ရပါဒီဟိမလာယာတောင်တန်းတွေထဲမှာနေထိုင်နေတဲ့ဒီကုရန်ကိုင်းအတွက်မဟာနီဆိုတဲ့ပြားရီကိုဒီဆေးအဖြစ်အသုံးပြုပြီးတော့ဒီ နာကျင်မှုတွေကိုတက်တာစေပွားတဲ့ပြီးတော့ဒီဆေးရယုံကိုချိမြစ်ဖို့အတွက်အသုံးပြုလာခဲ့တဲ့ဒီအမွေနှစ်တစ်ခုပဲဖြစ်ပါတယ်အချိန်ကြာလာမှမျှဒီပြားရည်ဟာအဖို့တန်ဖြစ်စီ ဖြစ်သွားပြီးတော့မှ နေတိုင်းမှုနဲ့သမိုင်းအပြိုင်ချိတ်ဆက်နေတော့ခဲ့ပါတယ်ပြီးတော့ဒီတောင်ပေါ်ရဲ့ဘေးနေရာကိုတက်ပြီးတော့မှသူတို့ဟာမော်ဒန်မရှိမသုံးခဲ့ပါဘူးရုတ်အလျားမိမ့်မိုက်နဲ့ဒီလိုအပေါ်တောင်ထိုက်ကစားလျှောက်ခဲ့ပြီးတော့မှဒီဘန်ဘိုးနဲ့ ဒီတက်တုံးတွေကိုလက်ဖြစ်ခြီထိုးပြီးတော့လက်မလွတ်တဲ့ဒီခြေထလန်းချင်းနဲ့စင်းကြရတယ်ပြီးတော့ဒီလိုနေရာတွေမှာတညာတဲ့တနေရာထဲမှာပဲဒီပြားရည်တွေဟာပြားတွေအမြောက်အများရှိပြီးတော့မှခေါင်းနဲ့တောင်းနဲ့ဒီပြားတွေကိုနေရာယူနေရပါတယ်သူတို့တွေကဒီဝိတ်ပုံစံနဲ့တခါလဲလို့ချိန်ညှိပြီးတော့မှချိန်ချောက်လာတဲ့အခါမှာဒီ clean out မှာရှိနေတဲ့သူတယောက်ဟာတကယ်ကိုမဖန်သေးနိုင်တဲ့စွန်စားခံထဲကျနေပါပြီသူတို့တက်ဆင်ထားတဲ့ဒီ မီခိုပန်ဒယ်ကပဲဒီတိုက်ခိုက်တဲ့ဒီပြားတွေကိုငိုင်းချမဲ့အမိုရာတစ်ခုတည်းဖြစ်ပါတယ်အဲ့ဒီချိန်မှာအထက်ကဒီတောင်သူဟန်နီဟာတာကဒီပန်ဘိုတောင်းတဲ့ဟန်နီခွန်ကိုဖျက်ထုတ်ပြီးတော့မှလက်တစ်ဖက်နဲ့ဒီပတ်ထီကိုဘယ်လန်ထိုင်ပြီးတော့မှဒီခြေဖြတ်နဲ့လန်တာကိုဆွဲပြီးတော့မှတစ်ချိန်တည်းမှာပဲ လောက်ဆောင်ရတဲ့ဒီအစီပဲဖြစ်ပါတယ်ဒီဟာမန်နီပြားရည်ဟာတစောလောက်နည်းနည်းပဲစားမယ်ဆိုရင်နာကျင်မှုတွေတက်တာပြီးတော့မှဒီစိတ်အယုံကိုထက်မြက်စေပါတယ်ဒါပေမဲ့အပူနည်းနည်းထပ်ဆားလိုက်မယ်ဆိုရင်နှလုံးခုန်ချာစင်ခြင်းပြီးတော့ဒီခန္ဓာကိုမလောက်ရှားနာအောင်ပါရာလစ်ဖြစ်ခြင်းပြီးတော့ဒီထက်ပိုရင်ဒီဆုံးချင်းအောင်ဖြစ်သွားနိုင်ပါတယ်ဒီတမိုင်းထဲမှာတော့68 PC မှာဒီ bounded နိုင်ငံကဒီရောမစစ်သားတွေကိုတိုက်ခိုက်ဖို့ mate honey ကိုဒီ ဘိုင်အိုလော်ဂျီကယ်ရီပေါ်ဖြစ်တုံပြူခဲ့တာကြောင့်စစ်ပွဲအနိုင်ရရှိခဲ့ပါတယ်။ဒါကဒီအနာဂတ်အတွက်ထိုက်ခိုက်မှုဖြစ်စေတဲ့တရားမှုတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမဟာနေရပြားရီဟာတက်ကီလိုရင်ဈေးကွက်မှာဒေါ်လာ400လောက်ကြာပြီးတော့မှတန်ဖိုးရှိနေပြီးလူတွေအဖို့အတန်ပြည့်စည်လို့ဝယ်ကြပေမဲ့ဒီလို clean ပေါ်တက်ရတဲ့ဟာနီဟာ လူသူအတကကြတော့တကယ်အကျိုးအမြတ်ကဒေါ်လာ90မကျော်ပဲဖြစ်နေတာသူတို့တွေကအသက်ဆုတ်ပြီးအန္တရာယ်ထဲဝင်နေတဲ့သူဖြစ်ပေမဲ့အကျိုးခံစားချက်နည်းတဲ့တာဟာမျိုးဆက်အမွေနဲ့နောက်ွယ်ကမှန်တရားပါပြီးတော့ဒီမန်နီဟန်ရဲ့ပြားရည်ဟာဒီအနုစိတဘာဝတိတတ်မှုနဲ့အန္တရာယ်ကြားကအရာတစ်ခုပြီးတော့တစ်ဖက်မှာယဉ်ကျေးမှုအမွေနဲ့ပြီးတော့တစ်ဖက်မှာအသက်အန္တရာယ်နဲ့ရံပွဲဒီအရာကတက်တည်ပြတာက တံပိုးရှိတဲ့အရာတစ်ခုရဖို့အတွက်အချိန်ရအားရအသက်ရအားလုံးကိုဆွလို့ရတတ်ပါလေ။အာမင်မှုရဲ့နောက်ွယ်မှာမမြင်ရတဲ့ကျိုးအဆက်ကျိုးပန်းမှုတွေကိုအမြဲရှိနေတတ်ပါလေ။ဒီလို clean ball ကအသက်ဆုတ်ပြီးလုံနေရတဲ့အလုပ်တွေကိုဒီလိုရင်ကျင်းမှုအမှုနှစ်တွေဆိုပြီးတော့ ဆက်လက်ထိန်းသိမ်းသိသလားဒါမှမဟုတ်အန်တရာယ်မရှိအောင်ပြတ်တမ်းသိသလားလို့သင်ထင်ပါသလားဒါကိုလည်းသိရအမြင်ကိုဒီ comment မှာမဖြစ်မနေရေးခဲပေးပါဒါကိုကြည့်ပြီးတော့ဘုဒ္ဓတရားတလောက်အမေ့မတော်ပါနဲ့ဦးတော့ဒီနေ့တော့အရန်ကိုတန်ဖိုးရှိပြီးတော့ပါဒီလိုယဉ်ကျေးမှုအမွေနှစ်တွေနဲ့မဟာနီဆိုတဲ့ဒီပြရည်ဟာအရန်ကိုထူဆန်းပြီးတော့မှအရန်ကိုတန်ဖိုးရှိတဲ့ပြရည်တစ်မျိုးပဲဖြစ်ပါတယ်ဒီနေ့ကတော့ဘုဒ္ဓတရားရှင်မဲ့ပြရည်အကြောင်းကိုပြောပြသွားတာပဲဖြစ်ပါတယ်ဟောအားလုံးပဲကျေးဇူးတင်ပါတယ်